င်္ဂလာပါကျွန်တော်တန်းသူပါမင်္ဂလာပါကျော်ကျော်လေးပါဆောမိုးကလည်းအေးနေပါတော့စတာတပ်တူစကေးကလည်းပြန်လို့ကျေဆွလိုက်ပါတယ်ဟောရှိုင်တန်လိတ်ကောနော်စတာတပ်တူစကေးလာโอเคဆောကျော်ကျော်ကြီးဟောကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုလို့ရှိရင်တာယာနေတာပါတော့ဘယ်လိုတာယာလဲဆိုတော့ဟောကျွန်တော်တို့ဟိုဒီညောက်ရှင်နေတဲ့အပိုင်းစားလေးတွေကိုဆွေးဝင်နေစားနေကြည့်ရကျွန်တော်ကပုံမှန်ဆိုလို့ရှိရင်ကျွန်တော်အတီကျွမ်းအဲ့လောက်ကမရှိဘူးဗျ ။ပြင်မှာကျွန်တော်ကိုရှားရပြီးတော့နှုတ်ဆက်တဲ့လူတွေလာရှိနေပါတော့။ကျွန်တော်လည်းဆယ်လီဖြစ်နေတာ။ဆယ်လီဖြစ်နေတာကျွန်တော်လည်းမသိဘူး။ဟာတဲ့ကိုမင်္ဂလာပါဆရာခင်ဗျာ။ကျွန်တော်ဟိုပါလဲကျွန်တော် YouTube မှာလည်းကြည့်တယ်။ Facebook မှာလည်းတွေ့တယ်တဲ့ဆရာတို့ဟိုပါပြောတာစနစ်တိုင်ပင်ထားတဲ့ဟာလေး။อ๋อไอ้ใครจะจําบ่บ่อะဟုတ်တယ်လို့ဒီကိုပြန်ပြီးတော့မြှောက်ဝေတာဗာတိတလောက်ပါလို့ဆိုတော့အထောက်ပံ့ရက်လို့ညာညာပေါ့ဗျာလို့ဆိုတော့ကျွန်တော်တို့ရဲ့ရွေချက်လေးကိုတော့ကျွန်တော်ပြောပြဖြစ်တယ်ပေါ့เนาะဆိုတော့အဲ့ဒီဟာလေးကို တာယာဆိုတော့တကယ်တာယာပါတယ်တာယာမိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့လုပ်တဲ့ဟာလေးတွေကအာမှန်နေတယ်ပေါ့နော်မှန်တယ်ဆိုတာကကျွန်တော်တို့ပြီးတဲ့ဟာလေးတွေအများကြီးတော့လုပ်ပေးနိုင်တာတော့မဟုတ်နေသေးပေမဲ့လည်းကျွန်တော်တို့ဒီတစုံတစလေးတွေနဲ့ကျွန်တော်တို့ဒီဟိုဘယ်လိုပြောမလဲအနှစ်ချုပ်သဘောမျိုးလေးပြောတဲ့ဟာလေးတွေကစိတ်ဝင်စားမှုရှိကြတာတွေ့ရတော့ကောင်းပါအဲ့ဒီမဲ့ဒါကျွန်တော်လည်းသိပါတယ်ဆိုတော့သူတို့တော့လည်းကောင်းဆိုကျွန်တော်တို့တော့လည်းဒီရပိုင်းတွေမှာပေါ့နော်ဒီလုတ်တဲ့ဒီရပိုင်းတွေမှာကောင်းနိုင်လည်းရှိတာပေါ့နော်ချိုး customer တွေကဆိုတော့ဘယ်လိုလုပ်လို့ရမလဲဆိုတော့သိတဲ့အပြင် အဲ့ကပို့ပြီးတော့ချင်းကက်လာတာတွေလည်းတွေ့ရတယ်လေတွေ့ရချင်းကက်လည်းတွေ့ရချိန်မှာလည်းအဲ့မှာအာကျွန်တော်တို့ကျွန်တော်တို့ရဲ့ service ပေါ့နော်ဝင်စားမှုပေးတဲ့လုပ်ငန်းပုံစံတွေဘာတွေပဲမေးကြတော့အဲ့တချို့ကြတော့လေအဲ့ကျွန်တော်ဒီမှာတဲ့ခါလဲပေါ့နော်ဈေးရောက်လာတော့မဟုတ်ပေမဲ့အဲကျွန်တော်ကပုံမှန်ဆိုလို့ရှိရင်လုပ်ငန်းတွေနဲ့ရရှိသွားတဲ့အဲကိစ္စကိုပို့ပြီးတော့ဦးစားပေးတယ်ပေါ့နော်အဲတချို့နဲ့မှာပဲပေါ့နော်ဒီလုပ်ငန်းရှင်နောက်ပိုင်းမှာတွေ့တာများတော့အခုရပိုင်းတွေမှာပဲတွေ့တာများတော့တို့ရဲ့ ရပါသူပေါ့နော်။အော် design ရပါသူတို့ဖြစ်ချင်တဲ့စိတ်ဆန္ဒ option လေးတွေလည်းကျွန်တော်ကြားရတယ်နော်။ဆိုတော့အဲ့ဒါဘာလဲဆိုလို့ရှိရင်လူတွေရှိတယ်သူတို့လူတွေကလည်းအားလုံးနဲ့ connection ရှိရတယ်။ဒါပေမဲ့နိနာနေတရားအဖြစ်ပေါ့နော်။အော်နောက်တစ်ခုကဒီဒီ upgrade လုပ်မယ်လို့ဆိုဆိုလို့ရှိရင်စနစ်ကိုပြန်ပြီးတော့အော် account ထဲ upgrade ပြန်လုပ်မယ်ပေါ့နော်။တနည်းအား research လုပ်မယ်လို့လိုအပ်တဲ့အရာဖြည့်မယ်လို့ဆိုတဲ့နေရာမှာလည်းအဲကျွန်တော်တို့ရေရှည်သွားသွားကြည့်မယ်ရေရှည်သွားဖို့လို့စင်မလို့သေးဘူးလို့ယူဆတဲ့ customer တွေလည်းယုံကြည်တဲ့ customer တွေလည်းရှိတော့ အဲ့ဒီဓာတ်ကြီးလည်းအများကြီးသင်ရတယ်ဆိုတော့ကျွန်တော်တို့စီမှာရေရှည်သွားတဲ့အာဒီဝန်ဆောင်မှုအပြင်နော်ကိုကျော်ကြီးကျွန်တော်တို့ဟိုဟာအဲ့ဒီ service တောင်းတော့ကျွန်တော်သိကျွန်တော်မကြွယ်ဘူးဆိုတော့ဘယ်လိုပုံစံနဲ့ပေးလို့ရလဲဆိုတာလေးနဲ့ပြောပြပါတော့နော်အရင်တော့ဆိုကျွန်တော်တို့ပုံမှန် project base ပေါ့နော်အဲ့လိုမျိုးဟို business plan ဆွဲပေးပါတို့ marketing plan ဆွဲပေးပါတို့အဲ့လိုမျိုးမျိုးတိတ်တော့မလုပ်ပြည့်ပြည့်ပေါ့နော်အဲ့ကြောင့်ဆိုကျွန်တော်တို့ရေရှည်သွားတဲ့ customer ကျမသာကျွန်တော်တို့ကဒီ strategic plan လေးနောက်ပြီးတော့ business projection လေးပြီးတော့လည်း business plan လေး marketing plan လေးဒါမျိုးတွေဆွဲတာပေါ့နော် အခုနောက်ပိုင်းညာတချို့အနေနဲ့ခုနကကိုတာလူပြောသလိုပဲပေါ့နော်ဟုတ်တယ်ရှင်းသွားဖို့အတွက်အစဉ်အမြဲမဖြစ်သေးဘူးဆိုတဲ့အခြေအနေမျိုးမှာတို့တွေဒီ short term လေးတော့လိုတဲ့ဟာလေးတွေရှိတယ်ဆိုတော့အဲဒါလေးတွေလည်းကျွန်တော်တို့ဝန်ဆောင်မှုလေးတွေပေးပေးဖို့အတွက်အစဉ်အမြဲပြင်ဆင်ထားပါပြင်ဆင်ထားတယ်ပြင်ဆင်ထားမှရမှာလို့နော်ကျွန်တော်တို့အရင်ဆုံးကတော့ရေရှည်သွားဖို့ပဲဟာကျွန်တော်တို့က effort ဆက်ထုတ်တာပေါ့နော်အဲ့တော့ဒီမဲ့လေတကယ်ကိုတခြားတနီးလန်တခြားတနီးနဲ့လုံငယ်ရှင်ဒီဘက်ကလိုအပ်တဲ့ high လက်ရှိတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဝန်ဆောင်မှုတွေကိုလည်းအဆင့်မြင့်တင်ဖို့ကျွန်တော်တို့ကဟိုမြင့်တင်ဖို့ပေါ့နော် diversify လုပ်ဖို့လည်းကျွန်တော်တို့စဉ်းစားတာပေါ့ ဆက်ဆက်တာကဒီနေ့ဟာကြော်လင်းဆူနေပြီမဲ့ဟာငေါင်းစင်နဲ့ဆက်ဆက်တာပေါ့နော်။ဟောဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဝန်ဆောင်မှုဆိုတဲ့နေရာမှာကျွန်တော်တို့ပြင်နိုင်တဲ့ဝန်ဆောင်မှုရှိတယ်။ပေါ့နော်ကျွန်တော်တို့အဲ့ဒီဟာကလည်းဒီဒီကျွန်တော်တို့ဝန်ဆောင်မှုတွေကိုရယူမဲ့ customer ဘောတော့အဲဒီ၃ဆွဲမဲ့ customer နဲ့ဆိုင်တာပေါ့နော်။ဒီလကောက်မဲ့ customer ကတမျိုးတည်းပုံပြီးရှိတတ်တာဆိုတော့ကခုနပြောတဲ့အလားအလာလည်းပဲကျွန်တော်တို့မှမဟုတ်ဘူးတခြားလုပ်ငန်းရှင်တွေမှာလည်းသူ့ရဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့ product ကိုမျိုးစီးတော့လကောက်နော်။ service လို့ခေါ်တယ်ဝန်ဆောင်မှုတို့လည်းကောင်းအဲ့ဒီဟာတွေကိုတိထက်တိထက်ပို့ပြီးတော့ကြည်ပြန့်အောင်ရင်တိထက်တိထက်ပို့ပြီးတော့တနေ့ရှိုင်းရှိုင်းနဲ့ပေးလို့ရအောင်ရင်ဆိုတဲ့ဟာကျွန်တော်တို့က ဝန်ဆောင်မှုကိုမြင့်တင်ရအောင်မယ်လေအဲ့တော့ခုနကပြောသလိုပဲကျွန်တော်တို့လည်း customer တွေအများကြီးနဲ့တွေ့လိုက်တဲ့အချိန်ကျတော့မှာကျွန်တော်တို့ရဲ့ဝန်ဆောင်မှုတွေကိုဘယ်လိုမျိုးလေးကျွန်တော်တို့အဆင်ပြေလို့ရလဲဘယ်လိုမျိုးတွေခွဲချမ်းလို့ရလဲဘယ်လိုမျိုးတွေပြောင်းလဲပြီးတော့ဝန်ဆောင်မှုပေးရမလဲဆိုတာသိတယ်လို့ပဲပေါ့နော်ဟုတ်တယ် client တွေရဲ့ low at check အရာပေါ့နော်အဲ့အဲ့လိုမျိုးအဲ့လိုမျိုးလေးအာမြင့်တင်ဖို့ low at တယ်ပေါ့အဲ့အဲ့အဲ့ဒီထိုးနည်း၎င်းမဲ့တခြားလုပ်ငန်းတွေမှာလည်းဝန်ဆောင်မှုမြင့်တင်ဖို့လိုတဲ့အချိန်မှာကိုကျော်လင်းအနေနဲ့အာဘယ်လိုချင်းကပ်တင်လဲဆိုတာဟာလေးကိုတော့ဆွေးနွေးပေးဖို့အတံပြုတယ် တော့ကောင်းတာတော့ကျွန်တော်တို့ခုနတကယ်ကျွန်တော်တို့ရဲ့အတွေ့အကြုံပေါ်မှာအခြေခံပြီးပြောရတဲ့ဟာဖြစ်တယ်ပေါ့နော်တကယ်လည်းဒီလိုမျိုးတွေးသင့်တဲ့အကြောင်းတရားတွေကကျွန်တော်တို့ဟိုကျွန်တော်တို့အသင်ပေးလိုက်တဲ့ဆရာတွေပြောတဲ့ထဲမှာလည်းပါတယ်ပေါ့နော်ကျွန်တော်တို့ဒီ problem မှာနေခဲ့တော့ဆိုလို့ရှိရင်လောက်ခဲ့တော့ဆိုလို့ရှိရင်အာ9 step 9 step goal တွေနဲ့ကျွန်တော်တို့အသင်ပေးခဲ့တာရှိတယ်အဲ့ဒီထဲမှာနံပါတ်6ဖြစ်တဲ့ဒီ consumer contact ပေါ့อืม consumer contact လောက်ရမယ်ဆိုတဲ့အပိုင်းလေးရှိတယ်အဲ့တော့မြန်မာပြည်ကကျွန်တော် ရောင်း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 မဲရောင်းနေပြီးတော့တကယ်ကျွန်တော်တို့ရဲ့ product တွေကျွန်တော်တို့ရဲ့ service တွေကိုဝယ်ယူစားသုံးတဲ့သူတွေနဲ့တွေ့မှု စကားပြောမှုအဲ့ဒီဘက်မှာတော်တော်အားနေနေသေးတယ်ပေါ့ yes တော့ဟိုဒီဟာတွေးသိနေဆိုရအပိုင်းပေါ့နော်အဲ့တော့ consumer contact ကတစ်ခါလေကြလို့ရှိရင်တီးတီးတန့်တန့်ညီကိုဟိုရွေချင်ရှိရှိသွားတွေးရတာဖြစ်လို့တစ်ခါကြတော့မရွေပဲတွေးလိမ့်မယ်ဥပမာ shopping mall တစ်ခုခုကိုသွားလိုက်တာတနေ့နေရာကိုသွားလိုက်တဲ့ချိန်မှာကို product ကိုသုံးနေတဲ့သုံးဆွဲသူကိုတွေ့ရင်စကားပြောသိမ့်မယ် yes ဟာဒီ product ကိုဘာကြောင့်သုံးတာလဲဘယ်ကနေပြီးတွေ့ပြီးသုံးတာလဲအခုမှသုံးတာလားအခုမှစသုံးတာလားအရင်ကတည်းကသုံးတာစသဖြင့်ပေါ့ဒါ consumer contact အဲ့လိုလှုပ်ခြင်းအဖြစ်က ကျွန်တော်တို့ရဲ့ product တော်လကောင်ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုတော်လကောင်ကျွန်တော်တို့ဘာတွေများလိုအပ်ချက်ရှိပြီဘာတွေများအဆင့်မြင့်တင်ဖို့လိုအောင်မလဲဆိုတာကိုလည်းသိရမှာပေါ့နော်ဆက်သုံးရတာအဆင်ပြေကြီးမပြေကြီးပေါ့နော်ဘာလိုသေးလဲပေါ့နော်ဟုတ်တယ်အဲ့တော့ဒါက customer ကဘယ်ကနေတွေ့ပြီးဝယ်ပါတယ်ဘယ်သူကပြောလို့ဝယ်ပါတယ်လို့ပြောရင်ကျွန်တော်တို့ရဲ့ marketing လို့ပါကျွန်တော်တို့ကပြန်ပြီးတော့ပြင်ဆင်လို့ရတဲ့ဟာဖြစ်တယ်ဟုတ်ငါတို့ရဲ့ marketing ကထိရောက်တယ်မထိရောက်ဘူးဟောငါတို့က marketing ကိုဒီဘက်မှာ marketing လုပ်ထားပေးမယ်သူတို့သိတာတခြားပုံစံနဲ့သိတာပါလားဆိုရင်အဲ့ဘက်ကိုကျွန်တော်တို့ရွှေ့လို့ရတဲ့အနေထားလေးဟုတ်တယ်ဟုတ်တယ် ကျွန်တော်လည်းကောင်းပဲပေါ့နော်ဆိုရပါတော့တောင်းရတာအဆင်ပြေကြီးမပြေကြီးပုံမှာမူတည်ပြီးတော့အဆင်ပြေတယ်ဆိုလို့ရှိရင်လည်းဒီအဆင်ပြေတဲ့အာ quality လို့ခေါ်တဲ့အရေးသွေးလေးတွေကိုထိန်းထားဖို့ရယ်အကြိအာရှူတော့တမျိုးမျိုးကနေအဆင်ပြေဆိုလို့ရှိရင်လည်းအဆင်မပြေတဲ့အဲ့ဒီတို့ရှူတော့ကိုကျွန်တော်တို့ဘလို့ပြင်ဆင်ပြီးတော့ပံ့ပိုးဖြည့်ဆည်းပေးရမှာဆိုရဟာလဲဒါနော်ဟိုကကျွန်တော်တို့ idea တွေအများကြီးရမှာပေါ့ဆိုတော့အကြောင်းမလို့ customer contact ပေါ့နော်တောင်းပါလေဟုတ်ကိုကျော်လေးနောက် ကိုးစင်လို့ပြောရအောင်နော်ခင်ကိုးစင်ပြရမှာဖြစ်ဖြစ်ပြောရမှာကိုးစင်ထဲမှာရှိတဲ့နံပါတ်6ချက်က consumer ကိုအဲ့လိုဟိုဒီကိုးစင်ကတော့ကျွန်တော်ဒီ sales training တွေပါယူမှာဆိုကျွန်တော်အများသောဖြင့် sharing လုပ်လို့ရှိတယ် sales ဘက်တဲ့5 step long နဲ့ကျွန်တော်တို့အလုံးလုံးလုပ်ရတာရှိတယ်တချို့က7 step နဲ့လုပ်လို့တာတွေရှိတယ်အဲ့ဒါပေါ့နော်ဟုတ်တယ်အဲ့အဲ့ဒီအဓိကတော့ဒီအဲ့နံပါတ်6ချက်ဖြစ်တဲ့ဟာကိုတော့အဓိကပြောချင်တယ်။ Customer contact ကျွန်တော်တို့ကဆိုရအောင်ခုနကခုနကတော့တော့တွိုင်းလိုင်းတနည်းအားဖြင့်ပြောမှာခီးသွန်းဟန်လွဲနေပေါ့နော်တွေ့ရဆိုလို့ရှိရင်တော့လုံးလုံးရရဆိုတဲ့သဘောတပါွား ရွေးချယ်ရှိရှိလုပ်မယ်ဆိုလို့ရှိရင်ကိုကျွန်တော်တို့ကျွန်တော်တို့ဘယ်လိုပုံစံချင်ကန်လုပ်မယ်ဆိုလို့ရှိရင်ဘာလို့လို့ရလဲဆိုတော့ကျွန်တော်တို့ကထားပါတယ်ကျွန်တော်တို့လုပ်ငန်းက trading လုပ်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ trade လုပ်တဲ့နေရာတွေအဲကျွန်တော်တို့ရဲ့ဒီ customer ရှိတဲ့နေရာကိုကျွန်တော်တို့သွားရင်းနဲ့မေးလို့ရတယ်လို့ကျွန်တော်တို့က showroom အနေနဲ့ retail ဖွင့်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ retail showroom ကိုလာတဲ့ customer တွေလာတဲ့အချိန်မှာကျွန်တော်တို့ interview သဘောမျိုးလေးတွေမသိမတာပေါ့နော်တက်တက်ကြီးတို့ interview လဲဆိုပုံစံမျိုးလည်းမဟုတ်ဘူးဟို survey ကောက်သလိုကြီးလည်းအတိအကျကြီးမဟုတ်သေးပဲနဲ့ consumer contact လုပ်လို့ရတယ်အမ် မနေ့ကပဲခင်ဗျားကျွန်တော်မနေ့စာစားတော့ကျွန်တော်တို့နှစ်ယောက်စားနေချိန်မှာအဲ့ဒီကပိုင်ရှင်ကမန်နေဂျာကျွန်တော်တို့ဘာလာမေးသွားလဲစင်ပြေလားဘာဒီမြန်ပြင်ပေးရမလဲစသဖြင့်အဲ့ဒါ consumer contact ပဲ very simple ရိုးရိုးလေးပြောမယ်ဆိုရင်ဒီလိုမျိုးကျွန်တော်တို့ကဟာမဟုတ်စင်မပြေဘူးတခုခုလို့ပြောရင် तू ချက်ချင်းပြင်လို့ရတဲ့ဟာလေးတွေ့သွားမှာအဲ့လိုစကားပြောဖို့လိုတာအခုကဟိုတချို့နေရာတွေမှာကြာဒီဒီ sales person တွေရောမန်နေဂျာတွေရောတချို့လုပ်ငန်းရှင်တွေမှာ customer ကိုရှောင်ရှောင်နေကြတာရှိတယ်ပေါ့နော်ဟိုဟိုလေးလုပ်ငန်းတွေဘက်ကကျွန်တော်ဟိုဟိုဒီလုပ်ငန်းတစ်ခုမှာ အာလေပုံမှန်ဆိုကျွန်တော်တို့ training ပေးကြတာเนาะ training မပေးဘဲနဲ့ဒီကိစ္စကိုကျွန်တော်တို့ဟော workshop ပုံစံလုပ်လိုက်ကြရင်เนาะအဲ့ဒီမှာအဲ့ဒီဘိုင်းကအမှန်မှန်အပြင်ကလူလာပြီးတော့ training ပေးတာတည်းသူတို့ကိုယ်တိုင်ပိုသိတာပိုကောင်းမယ်လို့ကျွန်တော်တို့ယုံကြည်တယ်လေအာလေ customer service ဆိုတဲ့နေရာမှာเนาะကျွန်တော်တို့ကလွယ်လွယ်လေးပြောလိုက်တာပေါ့ဥပမာ customer တယောက်က သူ့ကိုအတိအမှတ်ပြုပြုပြုတယ်ဆိုလို့ရှိရင်ဟိုဟာကိုကျင်းနေနေပြီနော်ဟုတ်တယ်ဆိုတော့ကျွန်တော်အဆင်ပြေတာရှိရင်ဆိုရင်တော့မော်လူတွေပဲမှားတတ်တယ်ဆိုတော့စိတ်ကိုအဲထဲမှာရောက်လာသေးတယ်ပေါ့ခုနကဟိုကကျွန်တော်ပြောမှာခုမှဒါဘောနတန်ချိတ်မိတာဆိုတော့ခုနကလုပ်ငန်းရှင်ကလည်းသူမပြောလဲကိစ္စမရှိဘူးနော်ဟုတ်တယ်ကျွန်တော်လည်းစမ်းနေတာပဲနော်လည်းဆောင်မရနေတာပဲကျွန်တော်ကသူ့အဲ့ကမှတော့မသိဘူးလေအဆင်ပြေကြရလားဆိုတော့အော်ဒါမျိုး ဒါလေးကောင်းတယ်ဒီစကားလေးပြောတယ်ပြောတဲ့ပုံစံလေးရယ်အဲ့တော့သူ့ရဲ့လေတန်လေးအဲ့ပုံမှန်မှုတွေအော်ကျွန်တော်တို့ပြေးပါတယ်မှန်ဆိုအဲ့ချိန်ခင်ဗျာဟိုတူမလာလို့အဲ့ဒါကျွန်တော်ဝါတူတောင်းတော့နော်ဝါတူဝါတူမလာလို့ကျွန်တော်ပြောတော့မလို့ပုံစံအရပြန်ကြည့်တော့အော်ကဲပြေးပါတယ်ကြပဲကျွန်တော်တို့ဟိုပြောလိုက်ရှင်းတူတယ်ပဲဆားလိုက်တော့နော်အော်ဘယ်ဟုတ်တာပဲ PR နော် PR ပြောနေတာ customer contact ကတကယ်ကို contact လုပ်တင်နေဆိုတာ yes 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 အဲ့တော့လုံးလိုက်တဲ့အချိန်မှာ तू စိတ်လိုလက်ရပဲပြုံးလဲပြုံးနေစကားပြောတယ်အမူအရာလေးလဲပါတယ် ်ဆိုအဲ့ဘုံမှာဟိုခင်ဗျမကြည်နဲ့တဲ့ဟာတောင်မှပဲမပြောပြတော့ဘူးအဆင်ပြေတယ်โอเคတယ်ကျွန်တော်အဲ့လိုအဲ့လိုဖြစ်သွားတာဟုတ်တယ်ဟုတ်တယ်အဲ့တော့ consumer contact ကအဲ့လိုလေးလေးလုံးတင်သလို maybe အိုက်ထက်ပို့ပြီးတော့များလုံးချင်တယ်ဆိုလဲလုံးလို့ရသေးတယ်အဲဒါလုံးတင်တယ်အခုဒီနေ့ဒီနေ့ topic ကအခုဒီအဲဒီဒီဒီတစ်ပတ်မှာကျွန်တော်တို့အဲ့ topic ကိုဥတည်ပြီးပြောမှဖြစ်တဲ့အတွက်ဒါလေးကိုနည်းနည်းလေးနည်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 းလေးပြောချင်တယ်ပေါ့နော်ဟုတ်ဟုတ်နည်းနည်းဝင်လေးပြောချင်တယ်ဆိုတော့အဲ့ထက်တစ်ဆင့်တက်ပြီးတော့နည်းနည်းလေးကျွန်တော်တို့ ਨੇ စကားထပ်ပြောလိုက်မယ်ဆိုရင်ကျွန်တော်တို့ခုနရင်းနှီးသွားပြီဆိုရင်ကျွန်တော်တို့ခုနအဆင်မပြေတာတွေပြောပြနိုင်တယ်ဟုတ်တယ်အကြံပြုနိုင်တယ် အဲ့တော့ဘာလို့ကျွန်တော်တို့ကအဲ့ဆိုင်ကိုရောက်တဲ့အချိန်မှာရှေ့ကဆိုင်တစ်ဆိုင်အဆင်မပြေလို့ကျွန်တော်တို့ကအဲ့နေရာကိုရောက်လာကြတာမှန်ပါဗောနော်အဲ့တော့အဲ့တော့ကျွန်တော်တို့ကရှေ့ကအဆင်မပြေခဲ့တဲ့ဟာတော့သူ့ကိုကျွန်တော်တို့အကြံပြုလို့ရသေးတယ်ဟာဒီလိုတော့မလုပ်သင့်ဘူးထင်တယ်ဒီလိုတော့လုံးအောင်မယ်ဒူးဆန်တုံးစီရဒီလို maybe ခင်ဗျာကျွန်တော်ကိုပြောသလိုဗောနော်ခင်ဗျာဆင်မူမာနေကြတုန်းကဆိုလို့ရှိရင် experience အရာဘယ်လိုတွေရှိခဲ့ပြီးတော့အဲဒီလိုအလုပ်တွေဆိုရင်ဘယ်လိုလုပ်ရတယ်ဆိုတာပြောခဲ့တာကြီးရှိရှိတာဗောကျွန်တော်ကျွန်တော်ကဟိုဟာဆင်မူမာကတော့ part time နဲ့လုပ်ရတယ်လဲဟို kitchen kitchen helper တွေ floor helper တွေလုပ်တဲ့အချိန်မှာအသာဆန်ဆိုင် စားတော့စားတော့ဆိုင်ဆိုင်ရေကိုရပါတော့နော်စီမံကုန်စီမံနည်းပေါ့စီမံကုန်စီမံနည်းဆိုတာကျွန်တော်ကစီမံကိုကျွန်တော်လိုက်ခိုင်းတာလည်းလောက်ရတာဟုတ်ဒါပေမဲ့စီမံသွားတာအဆင်ပြေရလေစားတော့ဆိုင်ဆိုစားတော့ဆိုင်ဆိုပြရုပ်ကိုကမနဲ့မုံလင်းလာတာနဲ့လူမြင်ကွင်းမှာရှိနေပြီလူမြင်ကွင်းမှာရှိလို့ရှိရင်ဆိုတော့ even though တန်ရှင်းရေလုတ်တဲ့ဥစ္စာကသဘွဲကုံတုတ်တာတော့ဘာဘောဘာလုတ်တာလွယ်ပြီးတော့ဂျန်နေကိစ္စတွေမလုတ်တင်တော့ဘူးလေအဲဆိုတော့အဲ့လိုမျိုးကအစားပေါ့ဟောအများကြီးအကြံပြုလို့ရတာပေါ့လေဟုတ်တယ် consumer contact ပေါ့နော် ဖြစ်ကောင်းတယ်ဒီတော့အင်တာဗျူးလေးတွေပေါ့နော်ဘောဘာလုပ်ရမလဲဒီလုပ်မယ်ဆိုလို့ရှိရင်ပုံမှန်အင်တာဗျူးလုပ်မယ်ဆိုလို့ရှိရင်အဆစ်စင်းတော့လုပ်လို့ရပါတယ်ကျွန်တော်လူမျိုးတွေလည်းကျွန်တော်ဖြေကြပါလို့ဥပမာဆရာပါဆိုတော့တခခုပုံမှန်ပေါ့နော်လက်ဆောင်လေးပေးပြီးတော့ review လုပ်တာတို့ဘာလို့ညာတို့ ် review လောက်တာဆိုတော့ online မှာလည်း review တွေပါလောက်ကြရပါတော့အဲ့တော့ဒီကျွန်တော်တို့ဒီ page တွေပါတွေရှိတယ်လုပ်ငန်း page တွေပါတွေရှိတယ်ဆိုရင်ကျွန်တော်တို့ရဲ့ page ကိုလာပြီး review ရေးပေးဖို့ကပြောလို့ရတယ်လေရတယ်ပေါ့ consumer contact ရသူ့ကိုကျွန်တော်တို့ကမေးတွေ့လိုက်မယ်အမင်္ဂလာပါအဆင်ပြေရလားခင်ဗျာဘာတွေများဝန်ဆောင်မှုပေးရအောင်မလဲလူတွေပြောရင်းနဲ့ဟောဖြစ်တယ်ဆိုရင်အဆင်ပြေတယ်ဆိုရင်ကျွန်တော်တို့ page လေးမှာ review လေးရေးပေးဖို့စသဖြင့်ပေါ့နော်ဒါလေးတွေကျွန်တော်တို့ invite လုပ်လို့ရတယ်ဆိုတဲ့အကြောင်းလေးတွေရှိတယ်ဆိုတော့အဲ့ဒါလေးတွေအဓိကဒီနေ့ topic မှာပြောချင်တာအေးဗျာကျွန်တော်နည်းနည်းရှင်းလိုက်အောင်ပေါ့နော်ဟုတ်ကျွန်တော်တို့အကုန်လုံးကလေကောင်းတာပဲကြိုက်ကြရတယ်နော်ဟုတ် ကောင်းတာပဲကြိုက်ကြတာအဲ့တော့ခုန review လေးကျွန်တော်ကောင်းတာမရေးသေးချင်တာနော်ဘာဖြစ်မဲ့မကောင်းတာရေးလို့ရှိရင်လေမကြိုက်တာဟုတ်လားအမမတို့ကျွန်တော်ဘျောင်းမြန်မြင်မိတာမကောင်းတာလာရေးလို့ရှိရင်အဲ့မကောင်းတာလာရေးတဲ့ပုံကိုသူတကယ်ကိုအဆင်မပြေဖြစ်လို့ဟုတ်တယ်ဟုတ်တယ်အဲ့ဒီမှာလဲကျွန်တော်ကတောင်းပန်တယ်ဆိုတဲ့ကိစ္စကြီးတကိစ္စကိုကျွန်တော်ကဖြေရှင်းလို့ရတယ်လို့အေးအမားတွေကိုလည်းကျွန်တော်ပြန်ပြန်ဆွဲဟောင်းလဲဂရိကူကိုပေးလို့ရတယ်ဘောနောနောက်တစ်ခု personally ူနဲ့ကျွန်တော်နဲ့ relationship ရအောင်တော့ကျွန်တော်လုပ်လို့ရတဲ့အခွင့်အလမ်းရှိတယ်လေကျွန်တော်ကအဲ့လိုမြင်တာလေလားကျွန်တော်ကုမ္ပဏီတစ်ခုမှလုပ်လို့တော့ကျွန်တော်တို့ထားရပါဂျပန်ဂျပန်မော်ဒီဒီဒီစီးကုမ္ပဏီတစ်ခုမှလုပ်ရတယ်နော်ကုမ္ပဏီစီးကောင်းလွန်အောင်ကြည့်တော့ဆက်ဟိုဘယ်လိုလဲဆိုတော့ repair တွေမလုပ်ပါဘူးမလုပ်တော့ဒီကဆောင်နဲ့ contact လုပ်ဖို့တော့မတော်ခဲရတယ်နော်ဟုတ်တယ်ဆိုတော့အဲ့ဒီမှာလည်းအခိုက်အတန့်နေကျွန်တော်ဂျုံငယ်မှုတာဟုတ်ဆိုတော့ကောင်းတာလာရင်းမှမဟုတ်ဘူးကောင်းတာရေးတော့လည်းကောင်းတာပါဗျာတခါလဲ refer ပေါ်တော့တခြားလူတွေအတွက်ကိုကောင်းချင်းကို refer လုပ်လို့ရတာပေါ့ မမကောင်းတာလာလို့လာရေးတယ်ဆိုလို့ရှိရင်တော့မှဒီ customer စိတ်အစင်မပြေတဲ့ဟာသူ့မှာဗလားဖော်ထုတ်ခွင့်ရရပထမတစ်ခုလာဖော်ထုတ်တဲ့ကြောင့်မလို့ तू ဖော်ထုတ်လိုက်လို့ရှိရင်ကျွန်တော်တို့ကသူ့ကိုရပါဆိုအာတီးတီးတက်တက်အာသူ့ကိုကျွန်တော်တို့အဲ့ဒီမှာဟာပြည်ရပြည်ချောင်းနဲ့ကျွန်တော်တို့တွေရဲ့အမားတောင်းပန်တယ်နောက်ဘယ်လိုလုပ်ရမလဲဆိုတဲ့ကိစ္စဝိစ္စရဲ့မြင်လာတဲ့ကြောင့်မလို့ကျေးဇူးတင်ဆိုတဲ့အကြောင်းတွေကိုလေအကုန်လုံးပြောပြမြင်ပြလို့ရရနော်ပြီးတော့နေ့လောက်မှာတတိပုဂ္ဂလကျွန်တော်တို့အခွင့်အရေးအခွင့်အရေးရလို့ရှိရင်ကျွန်တော်တို့သွားပြီးတော့ ဆွေးနွေးလို့ရတာသူ့ရှင်အကြံဉာဏ်ရတာလို့ရအောင်နော်ကိုသားတို့ပြောချင်တဲ့သဘောတော့ကောင်းတာတွေရေးရမှာမဟုတ်ဘူးမကောင်းတာတွေရေးရမယ်ဆိုရင်အခွင့်အလမ်းပဲဖြစ်အောင်လုပ်ဖြစ်လုပ်လို့ရတယ်လုပ်လို့ရဆိုဟာဘူးလားကျွန်တော်အဲ့ဒါဟိုကျွန်တော်စဉ်းစားမိတာအကောင်လုံးကောင်းတာပဲလိုချင်တယ်နော် review ရတဲ့အချိန်မှာဟိုကကောင်းတယ်ဒီကကောင်းတယ်လို့အဲ့တော့မကောင်းတာလာရင်လည်းမဘန်းနဲ့ပေါ့နော်မဘန်းနဲ့မဘန်းနဲ့ဟုတ်တယ်မဘန်းနဲ့ပြောချင်တာကျွန်တော်မကောင်းတာပြောလို့ရှိရင်လည်းသိချာနားထောင်ပြီးတော့ပထမငွေတုံးကပေါ့နော်ရေတုံးကကျွန်တော်မကောင်းတာတစ်ခုပြောလိုက်ပါမင်းကမကောင်းတော့လာလို့ပြန်တုတ်ပြန်တာပေါ့နော်ခုနကပြန်နေတဲ့သဘောတဘာဝရှိတယ်အခုကျတော့ အာတကယ်စိတ်ရင်းစေနာနဲ့ပြောနေတာလားတော်ဒီမဟုတ်ဘယ်လိုဘယ်လိုရှိတော့နေပြောနေရလဲဘယ်လိုရှိတော့နေပြောပြောသူစီမှာပါလာတဲ့ကိစ္စတွေက तू မကြိုက်တယ်ဆိုသူမကြိုက်တဲ့ချက်တွေဖြစ်မယ်ဆိုတော့ကျွန်တော်သိတယ်လေအဲ့တော့သူ့အတွက်ပြင်တာမဟုတ်ဘဲနဲ့ကို့အတွက်ကိုပြင်ရမှာဆိုတော့ဆိုတော့ acceptance ကရလာတဲ့အချိန်ဒါကို့အတွက်ကောင်းသွားတာပဲလေအဲ့တော့ထုံရင်းလည်းကောင်းမယ်ခုန interview တွေပြောတဲ့အချိန်မိတဲ့အချိန်မှာလည်းမကောင်းလို့မကောင်းတဲ့ချက်တွေပါလဲဆိုလို့ရှိရင်လည်းမကောင်းတာကိုပြင်မယ်ဆိုတော့ဂတိကိုလည်းပေးလို့ရရင်ပေးလို့ရအောင်ထုံရင်းလည်းကောင်းမယ် အဲမကောင်းတာလည်းကိုပြင်လို့ရအောင်မကောင်းတာပြောမှဆိုလို့ရှိရင်လက်ခံဖို့ဟိုတင့်တော်တယ်လို့ယူဆရပါတော့ကိုကျော်လေးရှေ့သွားပြီလည်းမသိဘူးတက်ကြီးလာလို့ဖြစ်မယ်အဲလောကတန်ရဲ့အတူထောင်းနေခံလာတဲ့အချိန်မှာပေါ့နော်လက်ခံလက်ခံနေတယ်ပြောင်းပြောင်းလို့ရပါဟုတ်ကဲ့ခုနအဲ့ဒီဆက်ဆက်တယ်ပေါ့နော်ဆက်ဆက်တော့ဟိုဒီ topic နဲ့အရင်ကြီးမဆိုင်ဘူးမြေကျွန်တော် knowledge sharing အနေနဲ့ကျွန်တော်ပြောချင်တာပေါ့နော် react နဲ့ respond ပေါ့ ဟုတ်ခုနငယ်တုန်းကတုံ့ပြန်တဲ့ပုံက react လောက်တာ react လောက်တယ်ဆိုတာကဘာမှပြန်ပြီးထွေထူးစဉ်းစားဆင်ခြင်တာမဟုတ်ကို့လာပြန်ကိုပြန်ပြောမယ်ဆိုတာ react လောက်တယ်ဟာတော်တော်လေးကကျွန်တော်အဲ့စာလေးဖိုင်နေ react ကဘာလဲ response ဆိုတာဘာလဲအဲ့ react နဲ့ response ကျွန်တော်တို့တာမန်အပြင်ပြန်တူတယ်လို့ယူဆလို့ရတယ်ပေါ့နော် react ကချက်ချင်းခွန်းတုံ့ပြန်တာစဉ်းစားဆင်ခြင်မှုမပါဘူးမပါဘူးခဲ့ response ကကြတော့အချိန်ယူလိုက်တယ်တစ်ချက်ခုနခင်ဗျားပြောလို့ပေါ့နော်ကို့လာပြောတယ်နားထောင်တယ်နားထောင်ပြီးတော့မှဒါဟုတ်လားမဟုတ်လားစဉ်းစားတယ်ဆုံးဖြတ်တယ် ပြီးတော့မှဒါကိုပြန်ပြီးတုံ့ပြန်တာမှားရင်လည်းမှားတယ်ဆိုတဲ့အကြောင်းမဟုတ်ဘူးဆိုလည်းမဟုတ်ဘူးဆိုတဲ့အကြောင်းမှန်တယ်ကျွန်တော်လည်းအဲ့ဒါလေးကိုဟောဖတ်ဖတ်လို့ဆိုတော့ဒီမှာတူလေးပေါ့နော် response ဆိုတဲ့ဟာကလောက်ရမယ့်အလုပ်ပါတခါတည်းပါပြီးတော့အာပြန်ပြောလိုက်တာ तू ကနားလဲထောင်ရတယ်အဲ့ဒါနားထောင်ပြီးဟုတ်ပြီမဟုတ်ပြီမှန်ပြီမမှန်ပြီကိုစဉ်းစားဆင်ခြင်တော့ तू လာပြောတာဟုတ်လားမဟုတ်လားနဲ့ तू ပြောတဲ့ဟာကကိုလှုပ်လိုက်တဲ့ဟာနဲ့မှန်လားမမှန်လားဆိုတာကြီးပြန်ကြည့်လို့ရတဲ့အချိန်ကြီးရှိပြီးမှ तू က ဟိုတောင်းပန်နေရာရှိလဲတောင်းပန်တောင်းပန်မှာနေရာကြီးပြင်လိုက်အောင်မှာဟုတ်တယ်ပြောနော်ပြင်ရမယ်ဆိုလဲ Google တွေပြင်မှာဒါပြောတာကျေစုတင်တယ် response လောက်ရမှာ responsible ဆိုတာကအဲ့ဒီလာတာလေကိုကြော်တယ်ဟုတ်ဟုတ်တိတ်ပြီးတော့ရုတ်တိပေးတာထန်ကတိုင်းကြဓမ္မတိထန်ကြဟုတ်တယ်ဒီမှာခုနကဒါ knowledge sharing လဲလုပ်ရင်းနဲ့ဗာပြောချင်တာလဲဆိုတော့ကျွန်တော်တို့ငယ်တုန်းကဖြစ်လို့မဖြစ်ဖို့ပေါ့နော် react လောက်တာတဲ့ဆိုင် response လောက်ကြပါ cookie လူငယ်တွေကိုရီးယား generation နောက်ကိုယ့်ရဲ့ညီတော်နောင်တော်တွေအကုန်လုံးပြောချင်တာတော့အဲ့ဒါပေါ့နော်ဆိုတော့ response လောက်ပါ ဒီဒီချာချာစဉ်းစားချင်းချိန်ပြီးမှတုံ့ပြန်ပါဘောနော်ဒီဘိုင်းလေးကိုဟုတ်ကာကတ်စတမာတွေကိုလည်းပြောပါတော့ consumer contact ပေါ့နော်ဒီချာချာရတဲ့လောက်လေးယူပါစနေတကြယူပါတည်တည်မမွေ့နေကြယူမယ်ဆိုလို့ကျွန်တော်တို့ရကြအများကြီးရှိပါတယ်ဆိုတဲ့ကောင်အဲ့လိုယူတဲ့ချိန်မှာလည်း interview တင်လည်း view ပါဆိုတော့ကျွန်တော်ပြောပါတော့မထိခိုက်တဲ့ maybe ခုနပြောသလိုရင်းနှီးချမ်းလေးတောက်တာပဲဖြစ်ဖြစ်မဖြစ်လေးတောက်တာပဲဖြစ်ဖြစ်ပေါ့နော်အချို့ဆိုင်တွေမှာဆိုရင်တို့ရေးတိုက်တာရှိတယ်အေးတိုက်တာရှိတယ်အဲ့လိုလေးနဲ့စကားပြောလို့လည်းရတဲ့ခွေးလေးတွေဖန်ပြီးပြီးတော့ customer နဲ့တွေ့ပြန်တွေ့ပါလို့ interview ပါပြီးလို့ review လေးလည်းလုပ်ရေးခိုင်းပါပေါ့နော်ကောင်းလားဆိုတာပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ကျွန်တော်တို့ပြန်ပြီးတော့ responsible ကြီးလို့ရတဲ့အပိုင်းတွေရှိပါတယ်လို့ဆိုတော့အဲ့ဒီအကြောင်းလေးကိုကျော်လင်းကိုဆွေးနွေးဖို့အတွက်အကြံပြုတာမှာအခုတော့ဆွေးနွေးပြီးသွားပြီပေါ့နော်ကောင်းပါလေကျွန်တော်ကအဲ့ဒီအရာနဲ့ဆက်ဆက်ပြီးတော့တရားကတရားကတခုတည်းမလာဘူးနော်ဘယ်တော့မှ business မှာ stand alone မရှိဘူးလေ ဟုတ်တနည်းအားလည်းလုပ်ငန်းရှင်တွေကကျွန်တော်ပြောဖြစ်တာကကျွန်တော်တို့လုပ်ငန်းလုပ်တစ်ခုလုပ်ရဆိုလို့ရှိရင်ကိစ္စအရာရာမှာအဆလေဆုံးနေရှိကြရည်နော်ဟုတ်တယ်ဒါပေမဲ့အဆုံးမရှိတာ business တစ်ခုပဲရှိတာကမြင်ရလေးလား business ကဆုံးလို့မရဘူးလေနော်အဆလေဆုံးဆုံးလို့မရဘူးလေနော်ဆုံးတာလည်းရက်ပါဘောလားအဲဆိုတော့ okay ပါဆိုတော့အဲ့ဒါလေးဆက်ဆက်ပြီးတော့ကျွန်တော်ကအာအလုပ်လုပ်ပုံလေးလည်းရှိနေတာဘောနော်ဒါကြောင့်လည်းဆိုလို့ရှိရင်ဒီ customer တွေကိုဒါမျိုးတနည်းအားဖြင့် taking care လုပ်တာ taking care လုပ်တဲ့အဲ လေးကလေးလောက်ချင်းရဲ့သဘောသဘာဝနဲ့အကျိုးမြတ်တွေကိုကျွန်တော်နောက်ဆိုဒီ topic တစ်ခုမှထပ်ပြီးတော့ပြောချင်သေးတာအခုတော့တအားရှည်သွားပြီပေါ့နော်အော်အနေရှိသွားစေတန်နဲ့ပါလောက်ကြော်လေးအများကြီးတို့တင်ပါလေတော့တော့ဝေဆောင်မှုတွေကိုမြင့်တင်မှုတို့လိုအပ်တဲ့ကိစ္စဝေဆိုင်တွေလို့ဖို့လည်းမမေ့ပါနဲ့လို့ကျွန်တော်အာဆူရပါဆိုအကြံပြုရင်းနဲ့ဒီမှာတော့ရက်ပြစီစေတန်တင်ပါလေ see you ပါပြန်ပြေးပါမယ် see you ပါဟုတ်